်ဒါပေမဲ့ဒေါသကြီးကြီးနဲ့မာနကြီးကြီးနဲ့တင်းထတာနော်တာမန်အဖြစ်ပြောရမှာဆိုရင်ပေါ့နော်တာမန်လူတွေကမလျှော့ဘူးနော်ဒေါသကြီးကြီးနဲ့မာနကြီးကြီးနဲ့တင်းထပြီးတော့တစ်ဖက်သားစိတ်ထမှနည်းနည်းလေးကတိကောက်ဖြစ်နေအောင်တမင်းတကာကိုလှုပ်မိတတ်တာတွေရှိတယ်နော်အနံယူထတာဖိနှိပ်ထတာချုပ်ချယ်ထတာတွေကရှိနေတယ်နော်အဲ့ဒါကသူ့ကိုယ်သူတကယ်မသိလို့သူ့ကိုယ်သူတကယ်သိလို့ရှိရင်သူတပားကိုနိုင်ထားတာအမတန်ပင်မဆင်းရဲပါလားဆိုတော့သူသိတယ်သူကိုယ်တိုင်လည်းပဲ လောကရဲ့တဘာဝအတိုင်းနော်တခါတလေ तू ကအနိုင်ခံရတာမျိုးလဲရှိမှာပါပဲနော်အဲ့လို तू များကကိုယ့်ကိုတနည်းနည်းနဲ့အနိုင်ယူထားတာဖိနှိပ်ချုပ်ချယ်ထားတာကိုယ့်ရဲ့ခံစားမှုကိုအတိမမပြုတ်တာနော်ကိုယ်ရသိင်ရထိုက်တာကိုမပေးဘဲနဲ့ထားတာကိုယ့်ကိုမလေးစားတာအဲ့ဒါမျိုးကိုခံရတဲ့ခါမှာဘလောက်ခံခက်လဲဆိုတာ तू သိတယ်နော်တော့အဲ့လိုကိုခါရတဲ့ခါမှာတိတိကျကျတိတဲ့အတွက်ကြောင့်သူများခါရတဲ့ခါမှာလည်းပဲသူခါရတာဟာကိုခါရတယ်လို့ပဲ နော်ကိုချင်းစာလို့ရတယ်ရတဲ့အတွက်ကြောင့်မလုတ်ချင်တော့ဘူးနော်ဘယ်လောက်ထိအောင်မလုတ်ချင်လဲဆိုရင်ရှေ့တုန်းကဘုံဘုံခဏခဏပြောခုတာရှိတယ်ကို့အနာရှိတယ်ခွေးတော်မှကြောက်တော့အောင်လန့်တော့အောင်မလုတ်ချင်ဘူးနော်သူ့စိတ်ထဲမှာကြောက်စိတ်လေးတစ်ခုဖြစ်သွားတာဟို dignity မရှိတော့တဲ့သဘောမျိုးဖြစ်သွားတယ်နော်အမှန်ပြောမှဆိုရင်ခွေးတော်မှခွေးဒိတ်ဒိတ်နဲ့နေစေချင်တာတီတီငင်ငင်ခန့်ခန့်ညညာလေးနေစေချင်တယ်စားရင်တန်းစားအိတ်ချင်တန်းကောင်းကောင်းမွန်းမွန်းအိတ်နော်တတရတန်းတန်းရှင်းနေသူ့တာဝန်ဖြစ်တဲ့ဒစိမ့်လိုက်ရင်အသိပေး ်ဒါတွေမကသေးပါဘူးခွေးဆိုတာတခင်ကိုအတန်ချစ်ပါတယ်မြတ်တာတွေအများကြီးပေးပါတယ်နော်ဘယ်လိုအဲ့တော့လူတိုင်းလူတိုင်းမှာ သူ dignity နဲ့တူရှိစေခြင်းလေနော်ကလေးလေးရစနော်ဒီလောက်ကလေးလေးဖြစ်ဖြစ်ဒီတက်ငယ်တဲ့ကလေးလေးပဲဖြစ်ဖြစ်နော်သူ့မှာသူ dignity နဲ့တူရှိတယ်နော်အဲ့တော့သူ့ကိုမလေးမစားအနိုင်ယူတဲ့သဘောထားမျိုးအနိုင်ကျင့်တဲ့သဘောထားမျိုးအပြောဆိုအမူအရာမျိုးမလုပ်သင့်ဘူးကလေးငငယ်လေးတယောက်ကိုငငယ်လေးတဲ့လေးလေးဆက်ဆက်ဆက်ဆံကြည့်အဲ့လိုလေးလေးဆက်ဆက်ဆက်ဆံတာကိုခားတဲ့ကလေးဟာ တချင်းချင်းမှာသူ့ကိုအတင်းကြမလေးမစားသွားလှုပ်ကြည့်သူမခံတော့ဘူးနော်သူလေးလေးဆက်ဆက်ဆန္ဒကိုပဲကြိတ်တော့လာနော်လုံးဝလက်မခံဘူးဒါပေမဲ့ငငယ်လေးတည်းကသူ့ကိုမလေးမစားအမြဲတမ်းအနိုင်ယူပြီးတော့ဖိနှိပ်ချုပ်ချယ်ပြီးတော့နှိပ်စက်ပြီးတော့ထားမယ်ဆိုရင်တော့သူဟာသူ့ကိုသူလေးစားမှုပါမရှိတော့ဘူးနော်အမြဲတမ်းသူ့ကိုဟိုတယောက်ကတခုခုမလေးမစားလှုပ်တော့မှာပဲဆိုတော့ကြောက်စိတ်စိုးရင်စိတ်လေးရှိပြီးတော့အမြဲတမ်းညှိုးငယ်တယ်တင်ငယ်ပြီးတော့နေတယ် မျက်နှာလေးကကြွကြွရွတ်ရွတ်ကလေးနေတတ်တယ်နော်မပြောရဲမဆိုရဲမလို့ရဲမကန်ရဲတော့ဘူးအဲ့ဒီလိုလူဟာနော်အဲ့လောက်ကြောက်ပြီးတော့မပြောရဲမဆိုရဲမလို့ရဲမကန်ရဲဖြစ်နေတဲ့ကလေးဟာကြီးလာတဲ့အခါမှာအများအကျိုးကိုတကယ်ထိတိယောက်ဆောင်ရနေတဲ့လူကြီးတောင်ဖြစ်နိုင်မှာမလားဖြစ်နိုင်တော့နော်အများအကျိုးကိုတကယ်ဆောင်ရနေတဲ့တကယ်ထိတိယောက်နော်အများအကျိုးကိုဆောင်ရနေတဲ့လူဆိုတာသူလဲသူ့ကိုယ်သူလေးစားမှုရှိရမယ်ဒီငတိရှိရမယ်အများကိုလည်းပဲလေးစားမှုရှိရမယ် အဲ့လိုလူသားလျင်အများကျိုးကတကယ်ဆောင်ရွက်နိုင်တယ်နော်အဲ့တော့ငင်းလေးတဲ့ကမိဘရဲ့ချစ်ခင်မှုလေးစားမှုနော်အတင်းကျခိုင်းစေတာမဟုတ်ဘဲနဲ့ပြည်ပြည်လည်းပြောဆိုဆွေးနွေးပြီးတော့ခိုင်းတာမျိုးနော်တခါတလေမိဘမကြိုက်တာဒုက္ခရောက်မဲ့ကိစ္စမျိုးတွေကိုလုံးမိတော့မယ်ဆိုရင်တော့မှဟိုနားလည်အောင်သဘောပေါက်အောင်အကျဉ်းချင်းရှင်းပြပြီးမှသူ့ကိုတားဆီးတာမျိုးအဲ့လိုလှုပ်လာလို့ရှိရင်သူကိုယ်တိုင်ကပဲ တခုခုကိုလှုပ်တဲ့ခါမှာလှုပ်တဲ့မလှုပ်တဲ့ကို तू ပိုစဉ်းစားလာတယ်နော်ဘာဖြစ်လို့ဆိုတော့ तू ကိုယ်တိုင်မစင်းမစားမစင်ကျင်ပဲနဲ့အရန်လှုပ်လိုက်လို့ရှိရင် तू ကိုမိဘတွေကလေးစားနေတာဟာယော့သွားလိမ့်မယ်နော်အဲ့ဒါကို तू မခံနိုင်တော့ဘူးနော်အဲ့တော့ကိုကိုကိုလေးစားအောင်ကိုပတ်ဝန်းကျင်ကလေးစားပါတယ်ဆိုတာကိုလည်းပဲရနေအောင်နေတတ်တဲ့လူပါမကောင်းမှုမလုပ်တော့နော်ကောင်းတာကိုပဲ तू လုပ်မှာပဲနော်အဲ့တော့အဲ့လိုလူကကောင်းကောင်းတဲ့ကိစ္စတခုကိုဆောင်ရွက်လိုက်လို့ရှိရင် သူကောင်းတာကိုလုပ်လိုက်တယ်ဆိုတာကိုသူမိဘသူအိမ်ကမိသားစုသူပေါင်းချင်းအတန်းဝင်းကအတိမှပြုတ်မယ်ဆိုရင်သူကောင်းတာကိုပိုလုပ်မှာပဲနော်အဲ့တော့ကောင်းတဲ့နည်းနဲ့အတိမှပြုတ်တာကိုရဖို့အင်မတန်အရေးကြီးတယ်နော်အဲ့တော့တတိတမာရီနဲ့နေသွားတဲ့လူကကိုယ်စိတ်ထဲမှာဖြစ်နေတာတွေကိုကိုယ်သေချာသိတဲ့အတွက်ကြောင့်ကိုယ်ကိုယ်တိုင် dignity ရှိရှိနဲ့နော်ဂုဏ်သိက္ခာရှိရှိအိန္ဒိယရနေခြင်းတလို့သူတော်ဘာကလည်းပဲလေးလေးစားစားတိက္ခာရှိရှိပဲဆက်ဆံခြင်းနော်နောက်တစ်ချက်အင်မတန်တိမ်မွေ့နေတဲ့ချက်တစ်ချက်ကဘာလို့ဆိုတော့ သူတို့ဘွားကိုမလေးမစားဆက်ဆံလိုက်ရပြီဆိုရင်အဲ့ဒီလိုဆက်ဆံနေတုန်းမှဖြစ်နေတဲ့ကိုယ်စိတ်ကိုကိုပြန်ကြည့်လိုက်စမ်းပါဘယ်လိုဖြစ်နေလဲအမှန်တန်ခံခဲ့တယ်နော်ကိုကိုကိုကနည်းနည်းလေးအထင်သေးတယ်လို့ဖြစ်လာတယ်နော်ကိုကိုကိုလေးစားမှုနည်းနည်းယော့သွားတယ်နော်ဒါကြောင့် if i devalue you i devalue myself နော်သူတို့ဘွားကိုမလေးမစားပြောဆိုဆက်ဆံမိပြီဆိုရင်ကိုကိုကိုကလေးစားလို့မရတော့ဘူး ဒါပေမဲ့အဲ့ဒါလို့သိဖို့ဆိုတာကကိုယ်စိတ်ကိုကိုယ်တော်တော်လေးသိတဲ့ sensitive ဖြစ်တဲ့လူမှသာသိနိုင်တယ်နော်။တတိတမာတိဉာဏ်ပညာရှိတဲ့လူမှသာသိနိုင်တယ်နော်။တတိတမာတိဉာဏ်မရှိတဲ့လူဆိုရင်တော့သူကဒေါသနဲ့ဆက်ဆံမယ်၊မာနနဲ့ဆက်ဆံမယ်၊အိတ်တမစိယနဲ့ဆက်ဆံမယ်နော်။လောဘနဲ့လည်းဆက်ဆံမယ်။အဲ့ဒါလို့လောဘဒေါသမာနတို့အိတ်တမစိယတို့အာကြီးနေတဲ့အခါမှာကိုယ့်ကိုယ်ကို ထိခိုက်နေတယ်ဆိုတာတောင်မှ तू မသိတော့ဘူး။နော်။ဒါကြောင့်လောကကြီးကိုတကယ်ကောင်းကျင်နေစေရင် တတိနဲ့နေတဲ့လေ့ကျင့်ကိုလုပ်ပါနော်ကိုကိုကိုအများကြီးသိလာလိမ့်မယ်ကိုကိုကိုအများကြီးသိမှတ်တာ သူတစ်ပါးကိုလည်းပဲနည်းနည်းတော့သိလာတယ်နော်သူတစ်ပါးစိတ်တမှာဘလို့ခံစားရဆိုနည်းနည်းတော့သိလာတယ်နော်အဲ့ဒါလို့လူမှတ်တာကိုအကျိုးရောအများအကျိုးရောမထိခိုက်အောင်လုပ်နိုင်တယ်ကိုအကျိုးရောအများအကျိုးရောကြီးကြီးမားမားဖြစ်ပေါ်လာအောင်အကျိုးကိုဆောင်ရွက်နိုင်တယ်နော်ဒါကြောင့်အများအကျိုးကိုဆောင်ရွက်ခြင်းတဲ့လူဆိုရင်တတိရှိဖို့လိုတယ်တမာတိရှိဖို့လိုတယ်နော်ဉာဏ်ပညာလည်းရှိဖို့လိုတယ် ဒီထက်ပိုပြီးတော့တရားတွေကိုစူးစမ်းအထောက်တွားလို့ရှိရင်အခုဖြစ်နေတဲ့ကိစ္စတွေကသဘာဝတရားတွေရုပ်တရားနံတရားတွေအနတ္တတရားတွေဆိုတာညာမှာတဖြည်းဖြည်းရှင်းလာတာပဲเนาะအဲ့တော့လှုပ်တဲ့လှုပ်ထိုက်လို့လှုပ်သွားတယ်အတ္တဆွဲကြီးကြီးမာနကြီးကြီးနဲ့မလှုပ်တော့ဘူးအများအကျိုးဆောင်ရွက်တဲ့နေရာမှာတောင်းမှမာနနဲ့မလှုပ်တော့ဘူးဒါမို့ရင်ငါမှသာလှုပ်နိုင်တယ်တခြားလူမလှုပ်နိုင်ဘူးဆိုတဲ့သဘောထားမျိုးကဖြစ်တတ်တယ်เนาะတခြားလူတယောက်ကလုံနိုင်တာတော့မှသူ့ကိုလုတ်ခွင့်မပေးဘဲနဲ့ ငာမလောက်ရတဲ့ဆိုတဲ့နာမည်နဲ့နေရာကိုယူမိတတ်တယ်နော်အဲ့တော့တတိသမารိရှိတဲ့သူအားကောင်းတဲ့လူတက္ကရာဒိဋ္ဌိအားနေတဲ့လူဟာကိစ္စတစ်ခုဖြစ်မြောက်သွားဖို့ပဲသူဦးစားပေးတယ်ငာလို့လို့ပဲဖြစ်ဖြစ်သူများလို့သွားလို့ပဲဖြစ်ဖြစ်ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်သွားဖို့ပဲအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ကောင်းတဲ့ကိစ္စတစ်ခုဖြစ်သွားရင်အများချမ်းသာတယ်နော်ငာမလို့ရလဲကိစ္စမရှိဘူးဟိုကြောက်မှာပေါ့မင်းသားကြီးမလို့ရလို့ပတ်မကြီးဖောက်ပြစ်တယ်ဆိုတာနော်အဲ့တော့တတိသမารိရှိတဲ့လူ အတ္တဆွဲနဲတဲ့လူမာနနဲတဲ့လူတက္ကရာတိတိနဲတဲ့သူဟာကိုမလို့ရလဲပဲသူများလို့လဲဝန်တာလေနော်သူလို့ရလို့သူနာမည်ကောင်းရသွားတယ်ကျင်တတ်တယ်နော်ကိုလို့ရပြီးတော့ကိုကနာမည်ကောင်းမရရင်လဲသူကကိစ္စမရှိပြန်ဘူးနော်အင်မတန်အေးအေးချမ်းချမ်းနေနေတယ်နော်အဲ့ဒီလိုပုဂ္ဂိုလ်ဟာလောကအကျိုးကိုအကြီးကျယ်ဆောင်ရွက်နေတယ်နော်